ဒီဇင်ဘာလကိုရောက်တဲ့အချိန်မှာခရစ်စမတ်ပွဲတော်ကိုကျင်းပလေးရှိကြပါတယ်။ခရစ်စမတ်ဆိုတာတယောက်နဲ့တယောက်နဲ့လက်ဆောင်တွေပေးကြတဲ့ပွဲဆိုပြီးတော့သိကြတာပေါ့နော်။ကလေးတိုင်းကလည်းလက်ဆောင်တွေပေးတတ်တယ်။ Santa Claus ဘိုးဘိုးကြီးကိုစောင့်နေကြပါတယ်။ဘိုးဘိုးကြီးပေးမဲ့လက်ဆောင်တွေကဘာတွေဖြစ်မလဲဆိုတာကိုရင်ခုန်သွားနဲ့စောင့်နေကြပါတယ်။ဒါပေမဲ့ခရစ်စမတ်ရဲ့နောက်ကွယ်မှာတော့အမောင်နဲ့ရတဲ့စုံတယောက်ကလည်းရှိနေပါသေးတယ်။သူ့နာမည်ကတော့ Krampus ပဲဖြစ်ပါတယ်။ ခရမ်ပတ်ဟာခရစ်တော်မပေါ်မီကလေးကသူကပေါ်ပေါက်နေခဲ့တာလို့ယူဆတဲ့အတွက်နှစ်ပေါင်း2000ကျော်ဟောင်းလောက်ခရဲကသူကရှိနေတာပေါ့နော်အဲခရမ်ပတ်ဟာအယ်ပိုင်းတောင်တန်းဒေသတွေဖြစ်တဲ့ဂျာမနီ၊ဩစတြေးလျဆွစ်ဇာလန်နဲ့အီတလီတောင်ပိုင်း၊ဗန်စလိုဗီးနီးယားအဲ့ဒီဒေသတွေမှာရှိတဲ့ဂျာမန်မျိုးနွယ်လူတို့ရဲ့ရိုးရာပုံမြင်နေတဲ့အတပုတ်ပဲဖြစ်ပါတယ်တချို့သူတေသနာတွေမှာတော့ခရမ်ပတ်ဟာကိုရာစုလေတာ လောက်ကလေးကပေါ်ပေါက်လာတယ်လို့ပြောကြတယ်။တချို့ကတော့12ရာစုလောက်ကမှစပြီးပေါ်ပေါက်လာခဲ့တယ်လို့ပြောပါတယ်။ Crampus ရဲ့ပုံမှန်သင်မြုံအကျဉ်းချင်းပြပြပါမယ်။ Crampus ကကြတော့သူကခေါင်းမှာကဟိုဂျူကြီးနှစ်ချောင်းရှိရယ်ပြီးကြရင်သူ့ရဲ့ရှာကြီးကလည်းအရှူကြီးပဲပေါ့နော်။ခြေထောက်နှစ်ဖက်မှာကကြတော့တစ်ဖက်ကစိတ်ခြေထောက်ဖြစ်ပြီးတော့တစ်ဖက်ကတော့လူခြေထောက်ပါတဲ့။သူ့ရဲ့အမိကနွားမိလို့ဖြစ်ပြီးတော့ဒီလိုလုံးကလည်းအမွှေးမြင်နေနဲ့ထုထပ်ဖုံးအုပ်ထားပါတယ်။ သူ့ရဲ့မျက်လုံးတွေရတဲ့အနေအောင်တွေအများအားတောက်နေကြတယ်ပေါ့နော်အဲ့တော့သူ့ကိုတွေးလိုက်တဲ့လူတိုင်းကကိုလုတ်ခဲ့တဲ့မကောင်းမှုတွေပြစ်မှုတွေကိုအဲတတိယသွားတတ်ကြတယ်လို့လဲဆိုပါတယ် Krampus ကဆဆပေါ်ပေါ်လာခြင်းတော့ကတော့သူ့နာမည်က Krampus မဟုတ်ပါဘူး Pig လို့ခေါ်ပါတယ် သူ့ကိုလေဂျာမနီနဲ့အယ်ပိုင်းတောင်တန်းဒေသတွေမှာသူ့ပွဲတော်တစ်ခုအနေနဲ့ရိုးရပွဲတော်တစ်ခုအနေနဲ့ပုံမှန်ကျင်းပလိရှိတယ်ပေါ့နော်။သူကအဲ့လိုကြောက်စရာကောင်းတဲ့မျိုးနဲ့ဖုန်းကြီးတွေကိုဆွတ်ကြမယ်။ပြီးလို့ရှိရင်လူတွေကအဲ့လိုမျိုးဟိုဒုတ်တွေနဲ့ပေါ့နော်။ပြီးလို့ရှိရင်ဟိုလူတွေကိုလိုက်လိုက်ပြီးတော့လမ်းပေါ်မှာသွားနေတဲ့လူတွေကိုလိုက်ခြောက်တာပေါ့။အဲအဲ့ဒီဟာကို Crampus Run ဆိုပြီးတော့ခေါ်ကြတယ်။အဲ့တော့အဲ့လိုကျင်းပတဲ့ Crampus ပွဲတော်ကို Christian ဖျားเจ้าနေရာ တားဆီးပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒါဟာထိတ်လန့်တကြားဖြစ်အောင်လုပ်တယ်။မကောင်းတဲ့ဒါနှဆိုးပဲပေါ့နော်။ဆိုတဲ့အတွက်ကြောင့်မို့လို့ဒီ crampus ပွဲတော်ကိုဒေတာတချို့ကတားမြစ်ခဲ့ပါတယ်။တချို့ရန်ကို ခရီးလမ်းပန်းဝေးတဲ့နေရာဒေတာမှာရှိတဲ့ဒေတာတွေမှာတော့ပေါ့နော်ဒီ crampus ပွဲတော်ကိုတားမြစ်ဖို့ရာအထီလောက်ကတော့မစွမ်းတာပါဘူး။ဒါပေမဲ့တချို့နေရာတွေမှာတော့တားမြစ်ထားချက်ကိုလိုက်နာပြီးတော့မကျင်းပခဲ့ရတာတွေရှိပါတယ်။ ီလိုနဲ့ပဲ16ရာစုရောက်တဲ့ချိန်မှာဖိကနေပြီးတော့ cramp back ဆိုတဲ့အမျိုးကိုပြောင်းလိုက်တယ်။ပြီးတော့သူကကလေးတွေကိုကူညီတတ်တဲ့ Saint Nicholas ဆိုတဲ့ဘုန်းတော်ကြီးတပါးနဲ့သူကအတူတူရှင်တွဲပြီးတော့ပေါ်ပေါက်လာတယ်ပေါ့နော်။ Saint Nicholas ကကလေးတွေကိုလက်ဆောင်ပေးတတ်တဲ့ဘုန်းတော်ကြီးတပါးပေါ့။အဲပြောရရင်တော့သူကဒီ Santa Claus ဖိုးဖိုးကြီးလိုပါပဲ။အဲတော့ Saint Nicholas က ကလေးတွေပေါ် ကိုချစ်ခင်တဲ့ကျနာတဲ့ကလေးတွေကိုလက်ဆောင်ပေးတတ်တဲ့အရန်သဘောကောင်းတဲ့ဖုံဖုံကြီးရဟန်းတော်ကြီးတပါပေါ့လေအဲ့ချိန်မှာပဲ Crampus ကလည်းဖုံဖုံကြီးရဲ့အနောက်မှာပါလာတယ်သူကကြတော့ဘာလုပ်တာလဲဆိုတော့အပြစ်လုပ်ထားတဲ့ကလေးတွေအဲ့ကလေးတွေကိုသူကအပြစ်ပေးဖို့အတွက်ရောက်ရှိလာခဲ့တယ်ဆိုတဲ့သဘောတရားနဲ့အတူပေါ်ပေါက်လာခဲ့ပြန်တာပါ ဒီတော့အဲကျမတို့စီမာကတကြံပွဲတော့ရောက်ပြီဆိုလို့ရှင်တကြားမရဆင်းပြီးတော့မလိမ္မာတဲ့လူတွေကိုခွေးတည်ရေးပိုင်းနဲ့မှတ်တယ်ဆိုရဲအယူဆမျိုးပေါ့လေသူတို့စီမာကြတော့ဒီလိုနှစ်ပါးပေါ်လာခဲ့တယ်စိန်နီကိုလတ်စ်က ကောင်းတဲ့လူတွေကိုကောင်းတဲ့ကလေးတွေကိုလက်ဆောင်နေပေးတယ်၊ကူညီတယ်ဟောခရမ်ပတ်စ်ကကြတော့မကောင်းတဲ့လူတွေအပြစ်လုပ်ထားတဲ့ကလေးတွေကိုအပြစ်ပေးဖို့အတွက်ပေါ်လာတယ်ပေါ့နော်အဲအဲ့လိုမျိုးသဘောတရားနဲ့တွေ့တာပါ ခုတော့ Crampus ခိုင်ရိုးရပုံမြင်တစ်ခုလည်းမဟုတ်တော့ပါဘူး။သူကရုပ်ရှင်တွေ၊စာအုပ်တွေ၊ဗီဒီယိုဂိမ်းနေထဲမှာလည်း Crampus ကအမြန်ပါနေခဲ့ပါပြီ။အဲ့တော့ Crampus ရဲ့အထင်ရှားခဲ့တဲ့ movie ဆိုလို့ရှိရင် Crampus 2015ဆိုတဲ့ horror movie ရှိတယ်။အပြီးကြတော့စာအုပ်ဆိုလို့ရှိရင်လည်း Crampus The Yule Lot ဆိုတဲ့စာအုပ်ရှိတယ်။ gain နဲ့မှာဆိုလို့ရှိရင်လည်း the binding of isaac ဆိုတဲ့ gain ပြီးတော့ episode အနေနဲ့ဆိုလို့ရှိရင် american dad ဆိုတဲ့ animation episode တွေလည်းထင်ထင်ရှားရှားအောင်ပေါ်ပေါက်လာခဲ့တာပါပထမအစပိုင်းမှာတော့ Krampus ဟာရန်ကိုကြောက်မက်စရာကောင်းတဲ့နတ်ဆိုးပုံစံဖြစ်တဲ့အဲဒီကြောက်စရာကောင်းတဲ့ပွဲတော်ကြီးကိုလည်းချိန်ချိန်တည်းတည်းကျင်းပကြတယ်။ဒါပေမဲ့အခုခေတ်တွေပြောင်းလာတဲ့စနစ်တွေပြောင်းလာတဲ့အချိန်မှာတော့ Krampus ဆိုတာဟာတနည်းနည်းနှောထားပြီးတော့ချစ်ခင်စရာကောင်းတဲ့အဲဇက်ကောင်တစ်ခု ဖြစ်လာခဲ့ပါပြီ။ပြောရမယ်ဆိုလို့ရှိရင်တော့ Santa Claus ကကလေးတွေကောင်းတဲ့ကလေးတွေအတွက်လက်ဆောင်လေးနဲ့အပြုံးလေးပေးတဲ့ Krampus ကတော့အပြစ်လုပ်ထားတဲ့လူတွေကိုတတိပေးဖို့ရောက်လာတာဖြစ်ပါတယ်။ Krampus ရဲ့အကြောင်းကိုလာရောက်နာဆင်ပြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။